လူဆိုတာတနေ့သေးမှာပဲအဲ့ဒီတနေ့သေးမဲ့လူချင်းမှာဘာဟာကိုအတွက်အခြေချဆောင်လို့ဆိုစီဝိတသင်္ခယမိအသက်သေဆုံးနေတဲ့အချိန်အသက်ကုန်ခန်းသွားလို့ဆုံးသက်သွားတဲ့အချိန်လေးမှာပုံညာကိုလှုပ်ထားတဲ့ကုသိုလ်ကောင်းမှုကဒုက္ခချပါဖို့အတွက်ပဲအားကိုရှိတယ်လေငါမှာဒါနကုသိုလ်ရှိတယ်ငါမှာသီလကုသိုလ်ရှိတယ် မှာကမ္မထံဘာဝနာတွေပွားများထုတ်တယ်ဘယ်နှစ်နှစ်ကကျင့်ထားတယ်ဆိုရင်ငါဘာတွေလှူထားတယ်ဆိုရင်ဒါနကောင်ငါဘယ်လိုသီလတွေစောင့်တည်တယ်ဥပုံတွေစောင့်တည်တယ်စသဖြင့်ကိုလှုပ်ထားတဲ့ကုသကောင်ဘုရားတေခန်ဒီကိုတယောက်ထဲသွားရတော့မယ်ဆိုတဲ့အချိန်လေးမှာတကယ်ကိုစိတ်ချတတ်ဆရာကြီးဖြစ်တယ်ဒီလိုဆိုတာနော်အဲ့ဒါကြောင့်အဲ့ဒီအချိန်မှာလူတွေကအငယ်ဆုံးပဲအငယ်ဆုံး ေတချို့ဆိုလို့ရှိရင်စပါစို့ကင်ဆာယောဂာတည်တော့မယ်ဆိုတာလူတွေဟာတချို့ကြတော့မသိအောင်ဖုံးထားကြမသိအောင်ဖုံးထားအဲမသိအောင်ဖုံးထားတာကောင်းသလားလို့ဆိုလူမှာတတ္တိကိုစရတယ်မွေးထားမွေးထားတနည်းတည်မယ်ဆိုတာကိုမွေးထားဒီဘုဒ္ဓဘာသာမဟုတ်တဲ့ပုဂ္ဂို ေတာကိုရဲရဲဝံ့သိနိုင်အောင်ကြိုးစားတာရှိတယ်။ဒါကြောင့်မို့ရသဗျာပုံညာဒုက္ခစိဝိတသင်္ကေကုသိုလ်ကောင်းမှုတွေအားကိုးလိုက်